လူတိုင်းကကိုမိသားစုကိုပြန်ကြည့်ကြကျွန်တော်တို့တိုက်ခိုက်နေတဲ့လူတွေကိုမိသားစုကိုပြန်ကြည့်ကိုမိသားစုမှာရင်ကိုဘယ်တော့ကောင်းအောင်လုပ်ပေးနိုင်တယ်ဟင်ကျွန်တော်ရောဘယ်လိုလုပ်ပေးဆိုရင်တော့ကျွန်တော်တိုင်းပြည်ကိုချစ်ပါတယ်လို့တက်မတော်ကိုချစ်ပါတယ်လို့နိုင်ငံကိုချစ်ပါတယ်လို့မလုပ်နဲ့နော်နော်ခင်ဗျားတို့ကတကယ်နိုင်ငံနဲ့လူမျိုးတို့လုပ်တယ်ဆိုရင်ခင်ဗျားတို့ပြမှာကျုပ်လိုပဲလိုင်းပေါ်မှာတင်းမှာစစ်သားတွေကိုဘယ်တော့လူလိုက်ပါပြီလို့ဘယ်ဘုံကြီးเจ้าမှာဘယ်လိုသွားကြွေးလိုက်ပါတယ်လို့ ဘယ်ငလျင်ဘေးမှာကျမတို့ဘလောက်မှတီးပြီးတော့လှူပါတယ်တို့ခင်ဗျားတို့ပြောင်းပြားမှာเนาะခင်ဗျားတို့တော့တော့ခိုင်ကောင်းကောင်းနဲ့လူတွေကျွန်တော်မြန်မာပြည်မှာမတွေ့ဘူးเนาะကြောတာပြောတာဇော်ပွင့်ကိုဖန်ခိုင်းတာဟိုလူကိုဆဲလို့ဒီလူကိုဆဲလို့ဘာဖြစ်လို့ညာဖြစ်လို့ ਨੇ ကျုပ်တို့ကပြည်သူတွေပြအာကိုကျုပ်တို့မှာအာကိုတရားဆိုတော့ဒီတက်မတော်နဲ့အရေးတပွဲဝင်နေတဲ့ဒီပြည်သူစစ်တွေเนาะဟိုကလေးတွေပဲရှိတယ် ပြည်သူတွေမငြိမ်းမချမ်းဖြစ်ရင်တော့မငြိမ်းမချမ်းတဲ့နေရာတွေကိုတော့ဟိုကိုကသတင်းပေးရတဲ့နေမရရင်ပြောချင်တာရင်ပြောရမယ်ဆဲတဲ့ဆဲရမယ်ဗျ။တော့တက်မတော်မှာဆရာကျုပ်တခုပြောပြမယ်။တက်မတော်မှာအယောက်တရာက95ယောက်ကမဆဲဘူးဆိုရင်မရှိဘူး။မြင့်နေပေးလိုက်မှာ။ခင်ဗျားတို့ကအခုမားနေတယ်ဇောပုံးကြီးဟေး။ငါမောင်ကြီးအမတို့ခြေတန်းလူချင်းလို့လာခဲ့ပါလား။ခင်ဗျားတို့လာခဲ့ပါ။ကျမတို့ခြေတန်းအောင်လူချင်းလို့ကျွန်တော်လူချင်းလို့ခင်ဗျားတို့မှာကြတော့တခါလိုက်ဖျားပုံတင်လိုက်ဖျားရှိခိုးလိုက်ချစ်ဖေချစ်မေလှုပ်လိုက်ဟမ်ကျမတို့ရဲ့ဖားခင်ကြီးလို့ပြောလိုက် ခြေခံစစ်တီမိသားစုဟမ်လှူတာလည်းမတွေ့ဘူးအခြေခံစစ်တီမိသားစုရောခြေထမ်းရောက်နေတဲ့အရာကြီးတွေရောနော်ခင်ဗျားတို့လှူတာလည်းမတွေ့ပါဘူးခင်ဗျားတို့ကအဲ့လိုလှူနိုင်သွားမှာခင်ဗျားတို့ကခင်ဗျားတို့ကကျုပ်ထက်ကိုပူဆိုးမှာနော်နော်အဲ့လိုကြတော့ကျွန်တော်တို့တိုက်ခိုက်နေတဲ့လူတွေကျွန်တော်ခင်ဗျားတို့ကိုနာမည်နဲ့ဒါမှမပြန်မပြောတော့ဘူးဘာလို့လဲဆိုတော့ခင်ဗျားတို့ရဲ့အစင်တန်းနဲ့ကျွန်တော်လုံနေတဲ့ခါနဲ့ကလုံးဝမကိုင်းနေဘူးမတူလဲမတူနော်ခင်ဗျားတို့လည်းတိုင်းပြီချင်းမယ်တက်မတော်ကိုချင်းမယ်ချစ်ပါချစ်လို့ရတာပေါ့အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့အဖသားအကြီးမှတိုက်ခိုက်သူတွေကိုလစ်လူရှုတော့မယ်လို့မန်ရော့လိုက်တဲ့ရုတ်တံနဲ့အတူပေါ်လာဆွဲခံရသည့်တပ်သားတစ်ကစစ်ကောင်စီတပ်ပြန်တိုက်ရန် KNLA ထံအလင်းဝင်သွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီတပ်ကပေါ်လာဆွဲစစ်သားစုဆောင်ခဲ့သည့်ပြည်သူ့စစ်မှုထံတပ်သားတစ်တဦးသည်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ထံအလင်းဝင်လာပြီးစစ်ကောင်စီတပ်အားပြန်လည်တိုက်ခိုက်သွားမည်ဟုပြောကြားခဲ့သည့်ကရင်ပြည်နယ်အတွင်းစစ်ကောင်စီ၏ အောင်စေရစစ်စင်ရီမှထွက်ပြေးလာသည့်ဆက်ကခါဆဲနှင့်လက်အောက်ခံခမရာ355တရင်မှတတားတိုင်းဦးဤပြောကြားချက်ကို KNLA ဗဟုဌာနချုပ်ကမေလ28ရက်တွင်ထုတ်ပြန်ခဲ့ရာတတားတိုင်းဦးကစစ်သားစုစောင်းခံရမှုအခြေအနေနှင့်အလင်းဝင်လာရသည့်ရွေချက်ကိုပြောသည့်တနင်္လာရီတိုင်းကျွန်းစုမြို့နယ်၌နေထိုင်သည့်တတားတိုင်းဦးသည်မြိတ်ပိတ်မြို့သို့အလုလုရန်တွားရောက်စဉ်တက္ကစီသမားကအလုပေးမည်ဟုပြော၍လိုက်ပါစဉ်ပေါ်ရာဆွဲခံရခြင်းဖြစ်သည်ဟုပြောသည် ို့နောက်မွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်ဝဲကလေးအခြေဆိုင်စစ်ကောင်စီ၏တင်းနှံကြောင်း၌တင်းနှံတက်ခဲ့ပြီးခမရ355ထိုမတဆင့်အောင်စရစစ်စင်ရေးသူပို့ဆောင်ခံရဟုတတတိုင်းဦးကပြောသည်စစ်ကောင်စီ၏လုပ်ရက်သည် လူငယ်များကိုဖျက်ဆီးတဲ့ကဲ့သို့ဖြစ်၍မကြိုက်ကြောင်းတတတိုင်းဦးကပြောသည် အလင်းဝင်ပြီးလက်နက်ကင်ပြီးပြန်တော်လမ်းမယ်လို့ဆုံးဖြတ်ချက်နဲ့ပြေးလာတာဟုတပ်သားတိုင်းဦးကပြောသည်ထို့ပြင်စစ်ကောင်စီတပ်တွင်ဝါရဖြန့်တကယ်သူတော်လန်ရေးတပ်ဖွဲ့များထံရောက်ပါကအသက်ခံရမည်ဆိုသည်မှာလုံးဝမဟုတ်မှန်ကြောင်းရှင်းပြပြီးကြံနေသည့်စစ်ကောင်စီတပ်သားများအ мян ဆုံးအလင်းဝင်ကြရန်ဖိတ်ခေါ်ခဲ့သည် စစ်ကောင်စီသည်နိုင်ငံတော်ဒေသအသီးသီးရှိလူငယ်လူရွယ်များကိုနေပေါင်းစုံဖြင့်အတ္တမစစ်သားစုဆောင်ပြီးအချိန်တိုစစ်တင်နှံပေးကရှေးတန်းစစ်မြေပြင်များသို့ပို့ဆောင်နေခြင်းဖြစ်ပြီး KNU အပါအဝင်တော်လှန်ရေးတပ်များကအတ္တမစစ်သားစုဆောင်ခံရသူများအပါအဝင်စစ်ကောင်စီတပ်သားများစစ်ဗိုလ်ချုပ်ကြီးများ၏အကျိုးစီးပွားအတွက်အသက်တေမခံပဲပြည်သူ့ဘက်အ мян ဆုံးပူးပေါင်းနိုင်ရေးနှိစက်ရတော်လှန်ရေးတပ်ဖွဲ့များထံဆက်သွယ်ကြရန်တိုက်တွန်းနှိုးဆော်ထားသည်လမ်းလျှောက်များရောခလုတ်တော်တိုက်တာပေါ့ လောလောတိုက်တာပေါ့ဘေးရနေကင်းအောင်လည်းဒီလိုဆူတောင်းရနေပဲနိုင်ငံအကျိုးတိုင်းပြည်အကျိုးကိုယ့်ရဲ့လူမျိုးပေါ့နော်အကျိုးဟိုကိုတက်နိုင်တဲ့ဥဒ္ဒချက်သေးတဲ့ဝင်အနေနဲ့တော့တည်ဖို့ရမှာပေါ့နော်နေကောင်းတယ်ကျွန်တော်ကျွန်တော်နေကောင်းတယ်ဆိုတာတော့ဟန်ဆောင်ပြီးတော့မပြောချင်ဘူးကျွန်တော်ကဟိုနမကဘက်ကအဲနမကဘက်မှာအလူပေါ့နော်တွားလိုက်တာတွားလိုက်တာနှစ်ခါပေါ့အဲ့နှစ်ခါမှာကျွန်တော်တို့က အေးပိုင်းဒေသလူတွေပေါ့နော်ဒီတင်ဦးလွယ်ကအေးပိုင်းဒေသပေါ့အေးပိုင်းဒေသလူတွေဖြစ်တော့ဟိုဘက်ကအပူပိုင်းနဲ့တော့တူတော့အဲ့ဒီစားနေရတိုင်းတဲ့အချိန်ကရောကျွန်တော်အဲ့ဒီမုံရမှာတော့အေးပိုင်းပါလို့နော်အေးပိုင်းကတနည်းကုန်ဖွင့်လာပြီးတော့မီးလည်းတနည်းပါအဖြေထွက်ရင်ကိုပြူးလို့ရာသီဥတုနဲ့မကန့်ကြီးတယ်အတူတူနော်အဲဝင်လည်းပြောတာဟိုရာသီဥတုမကန့်ကြီးတော့အခုဒါအတန်ကိုပဲကြည့်လိုက်နေသိပ်မကောင်းဘူးအဲ့နဲ့ပြန်လာပြူးလို့အဲ့ နောက်ပြောင်းတဲ့စစ်တပ်နန်းကျောကနေအလူကနေပြန်လာပြီးတော့ကျွန်တော်ဒီပြုံးလွင်ရောက်တယ်ပြုံးလွင်ရောက်တော့ကျွန်တော်တရက်ပေါ့နော်တရက်နားတာနားတာလူကဟိုဘက်ရာဒီဝူဒီဘက်ရာဒီမှာပြုံးလွင်ရောက်တော့ဟာမိုးကတကုံးသွားတာအေးပြန်ရောအေးပြန်အေးတော့အနဲ့ဟိုကိုယ်ကလည်းလုံးဆရာကြီးရှိရောလေလုံးဆရာကြီးရှိတော့ဟိုဒီရှည်တန်းရောက်နေတဲ့စစ်တီလေးတွေကိုကျွန်တော်ပြောတဲ့မိုးကလေးတွေပေါ့နော်မိုးကလေးတွေဆက်လိတ်လေးတွေအဲပြီးရင်ကျွန်တော်အေးဘူးအချိုးရီဘူးလေးတွေပေါ့နော် ဲ့အားလေးတွေတော်လှုပ်လိုက်တာပေါ့ဟာဒီတော့တော့မှန်ဘလူးပေါ့နော်မှန်ဘလူးကျွန်တော်ဆွစ်ဇာလန်နေပြီးတော့မှလက်ဆောင်ပေးတဲ့အမေအိုတူပေါ့နော်အမေအိုကတော့ရန်ကုန်ကရန်ကုန်ကနေပြီးတော့မှသူကကျွန်တော်ရန်ကုန်ကတခြားတငယ်ချင်းတယောက်နဲ့ချိတ်ဆက်ယူပြီးတော့အဲ့အဲ့ဒီမှန်ဘလူးကိုကျွန်တော်တော်လှုပ်ခဲ့တယ်ပေါ့နော်မှန်ဘလူးဆိုတော့ဗျာအဲရန်သူရဲ့အခြေအနေကိုအဝေးကနေကြည့်ပြီးတော့ဟိုလှုပ်လှုပ်ကန်လို့ရတာပေါ့နော်ကျွန်တော်တို့ကဟိုဘလူးကမှတည်တည်ချင်းလို့တော့မဟုတ်ဘူးကျွန်တော်တို့ကအဲအဓိကကဒီနိုင်ငံကိုအငြင်းငြင်းချင်းနေအပြည့်ဒီနိုင်ငံရဲ့ဒီလူမျိုးတွေပေါ့နော်ကိုယ့်ရဲ့ တက်စွမ်းသူရဲ့ကိုယ့်ရဲ့အဲသွားလို့လာလို့နေလို့ထိုင်လို့စီးပွားတွေလုပ်လို့ရအောင်အေဂျင်စီချင်းနေအဲ့ဒါနဲ့ကျွန်တော်ကပေးမှန်းပြီးတော့ညနေတော့ဖြားသွားတာဖြားသွားတော့ကျွန်တော်ကဖြားတော့ကျွန်တော်ကဆေးတောက်ပြီးတော့ကျွန်တော်အိတ်လိုက်တာအခုကျွန်တော်လွန်ခဲ့တဲ့နေ့ရောလာကျွန်တော်အိတ်ရနိုးလာတာအိတ်ရနိုးလာတာနေမကောင်းဘာလို့လဲဆိုတော့အဲ့မနေ့ကတော့ကျွန်တော်တင်ကြုံပေါ့နော်တင်ကြုံဆိုတာကျွန်တော်တို့ဒီပြင်ဦးလွင်နေဆိုနေ့ရောလောက်ကားမောင်းရတဲ့နေရာနေ့ရောလောက်ကားမောင်းရတဲ့နေရာမှာကျွန်တော်ကိုမှုစိတ်ဟိုအရင်တော့က ဟိုရှစ်ဆက်ရှိကြောင်းတာကိုနန္ဒကျော်ဆိုတဲ့အကူကအသက်56နှစ်ပြည့်ပါတော့ပြည့်အတွက်သူကဒီပြင်ဟုတ်လည်းပဲမှာအဲဘာကအကြောင်းနေရှိလားမိဘမဲ့အကြောင်းနေရှိလားစစ်ပေးကြောင်းအကြောင်းနေရှိလားဆိုတော့ကျွန်တော်ကမနာနိုင်မပိုးနိုင်နဲ့အဲရှိတယ်ကျွန်တော်လုပ်ပေးမယ်အကူကြီးကိုမိုးစိတ်ခင်ဗျာဆိုတော့အဲ့နဲ့ကိုမိုးစိတ်ကဟုတ်ပြီရှေ့ညီလေးကူညီအောင်ဆိုတော့ကျွန်တော်ကအဲ့တင်ကြုံအကြောင်းကိုသွားပြီးတော့ကျွန်တော်ကဒီပုံမှန်လေးလေးပြောရင်တော့ပြင်ဦးလွင်ရဲ့ မြမဟိုဘောနော်ဓမ္မအစီဓမ္မအစီယုံမှာကျွန်တော်ကဓမ္မစာပေနဲ့ယဉ်ကျေးမှုအစီယုံမှာကျွန်တော်ကအဲနာယကပေါ့နော်နာယကဒါပေမဲ့ကျွန်တော်ဒါတွေမပြောပါဘူးဘာလို့လဲဆိုတော့နည်းနည်းဟိုဖြစ်လို့မပြောဘူးနာယကဆိုတော့ကျွန်တော်ကဒါတွေစုံစမ်းလိုက်တော့ကျွန်တော်တို့ပြင်ဦးလွင်ထဲမှာရှိတယ်ဒီတင်ကတော်ဘာကကြောင်းလေးကဒုက္ခရောက်နေတာနော်ဒုက္ခရောက်နေတော့ဒုက္ခရောက်နေတယ်ဆိုတာလူတွေကဟိုကလေးကအဲចောင်းသားចောင်းသူက 400 400ကျော်တယ်မိဘမဲ့ကလေးတွေရောဆစ်ဆောင်ကလေးတွေရောအဲ့ဒါနဲ့အဲ့ကျောင်းမှာအလူလုံးမယ်ဆိုပြီးတော့အဲ့မှာကိုကြီးကိုမုတ်စိတ်ကိုနန္ဒကျော်ပေါ့နော်ကိုကြီးကိုမုတ်စိတ်ကကိုနန္ဒကျော်ကအမေရိကန်ကနေပြီးတော့မှအဲဒီနိုင်ငံကိုဒီလိုမျိုးဟောပြန်လည်ပြီးတော့ပေါ့နော်သူအဲကိုနိုင်ငံအတွင်းထဲမှာရှိတဲ့မိဘမဲ့ကလေးတွေဆစ်ဆောင်ကလေးတွေကိုအလူပေးတာတော့ကျွန်တော်လည်းလေးစားပါတယ်လို့ပဲဒီကနေပဲပြောရစီပေါ့နော်ကိုနိုင်ငံကိုချစ်တဲ့စိတ်လို့မြင်ရတာပေါ့ဒါပေမဲ့88ကကျောင်းသားဟောင်းလို့ပြောတယ်နော်ဒါတွေကတော့88တို့ဘာလို့ကတော့ပြည်ပုံကားချလိုက်ပြီပေါ့ဗျာကျွန်တော်တို့ရဲ့ ဘာလဲမှာတော့မပြောတော့ပါဘူးလူတွေဆိုတာကအများရန်အစိတ်တရားဟိုဟိုပေါ့နော်အကောင်းဆိုးဘက်ကြီးပဲသွားနေတာမဟုတ်ဘူးကောင်းတာလည်းရှိတယ်ကောင်းတဲ့88အရေးကန်းတွေကောင်းတဲ့လူတွေလည်းရှိကြတာပဲလေအဲ့တော့ကျွန်တော်ကအဲ့တင်ကရုံကျောင်းမှာလူရောက်၄ယောက်ကိုကျွန်တော်ကကြတော့စာအုပ်တွေအဘိုးဘင်တွေအဲကျွန်တော်နဲ့ပါဝင်ပြီးတော့ကျွန်တော်ရဲ့ fan တွေကပေါင်လို့တွေအချိုကြီးတွေလူကြတယ်ကျွန်တော်ကတော့ကျောင်းဆရာမတွေကိုလည်းငွေကြေးလေးပေါ့ကိုတက်နိုင်တယ်လို့ကျောင်းဆရာစာတင်ပေးတဲ့ကလေးတွေကိုကျွန်တော်လှူပေးတယ်ပေါ့နော် လှူပေးတယ်အဲ့တော့ကျွန်တော်ပြောချင်တာမြန်မာနိုင်ငံမှာတချို့တချို့ဒီအများကြီးပါကျွန်တော်မြန်မာလူတွေကမစင်ရဘူးစင်ရတဲ့လူတွေကတော့ပြောစင်ရတာပေါ့ဗျာစင်ရတဲ့လူကလည်းဟိုအစိုးရကြီးပဲသူကအပြစ်တင်နေတာကိုကိုယ်တော်ကတော့ဟိုအလုံးမလုံးကြပဲနဲ့အစိုးရကဘယ်ဖြစ်တယ်လို့ညာဖြစ်တယ်လို့လူတွေလည်းရှိတယ်တော့အမျိုးမျိုးပြောကြတာပေါ့လူကအပြောခံရတာပေါ့ကျွန်တော်ဆိုရင်အခုဆိုအရန်အတိုက်ခိုက်ခံနေရတာပေါ့နော်ကျွန်တော်ဆိုရင်ဒါတကယ်တမ်းဆိုလို့ချင်းကျွန်တော်အဲ့ရနဲ့အဲ့မှာ၄00ဝက်သားဝက်သားတပိတ်တော်3000ကျွဲလူရောက်၄00 เนาะအကျွေးဖို့လွယ်တာမဟုတ်ဘူးเนาะလွယ်တာမဟုတ်ဘူးဝတ်သားကလေးတွေကဝတ်သားစားခြင်းနေဆိုတော့ကလေးတွေအကုန်လုံးစားတယ်နဲ့ထင်တယ်အဲ့ဝတ်သားနဲ့ဓမင်းကျွေးပြီးတော့ကလေးတွေကိုလည်းပြောခဲ့ပါတယ်เนาะဟိုကျွန်တော်အဲ့ဓပုံလေးတွေတစ်တော့မှခင်းတဲ့လူတွေဆိုတော့ကျွန်တော်ပြောတာတွေ့ပါလိမ့်မယ်ကျွန်တော်ကဟိုလက်နဲ့ကင်တဲ့လမ်းစဉ်ကိုမကျင်တော့လည်းမပေါ်ဆောင်နဲ့ဘာလို့အဲ့စကားပြောရလဲဆိုဒီကလေးတွေကနောင်ချိုကတို့ကန်ကြီးတို့အဲ့ဒီဘက်တစ်ချမ်းပေါ့တောင်ခမ်းဘက်တစ်ချမ်းကစစ်ဆောင်နေစစ်ဆောင်ကလေးတွေပေါ့နော်ယောက်ျားလေးနဲတယ်မိန်းကလေးများတယ်အဲသူတို့လည်း ကျွန်တော်ပြောချင်တာကဒီလိုအဲဒီ DNA တွေတို့တနုတို့ပေါ့နော်ဒါပါတိုင်းနာလက်နဲ့ကင်တောင်းရန်သူတပုံတွေအမျိုးတွေမပါဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူးပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့ရေပတ်ထဲမှာရှိတာကျွန်တော်တို့မြန်မာနိုင်ငံသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံတွေကပေါက်ခွားတဲ့ကလေးတွေမိဘမိတ်တွေဆစ်ဆောင်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာပြောလဲဆိုတော့အဲအဓိကကတော့ဒါလေးတွေပေါ့ကလေးလေးတွေကိုတော့ကျွန်တော်ကဒီလိုပြောရတာပေါ့လက်နဲ့ကင်တဲ့ ်နော်လက်နဲ့ကိုင်တဲ့လမ်းစဉ်ကိုမလိုက်ဖဲနဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်တဲ့တားကောင်းရတနာကြီးဖြစ်ပါစေလို့ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံကအစိုးရရဲ့တက်မတော်ကတော့လက်နဲ့ကိုင်တာမဆန်းဘူးပြဒါနိုင်ငံတကာနိုင်ငံမှာတက်မတော်ဆိုတာတခုပဲရှိတာကြားတော့တိုင်းရင်းသားလက်နဲ့ကိုင်တောင်ကျမ်းသူတွေကြတော့သူတို့ကလက်နဲ့ကိုင်ပြီးတော့မှသူတို့ဒေသတွေသူတို့နေရာတွေသူတို့ရဲ့ရှိနေတဲ့နေရာတွေဘာဖွင့်မျိုးတိုးတက်မှုမှသူတို့မလုပ်ပေးနိုင်ဘူးအခု KIA နော် TNN တွေ AA နော် ာတကူမှမလုပ်ပေးနိုင်ဘူးဒီ MND ကိုကန့်တို့ဘာတို့ကတော့ဒါတို့ခုအေးရှားဝလုပ်နေတယ်အဲ့ကွမ်လုံးမှာလားအေးရှားဝလားပါလားမသိဘူးအဲ့ပုံတွေကတော့ကျွန်တော်စီတော့ရောက်နေပြီကျွန်တော်လည်းမတိကြတော့မပြောရဘူးအဲ့ဒီဘက်တွေကတော့ဖွင့်ပြောတယ်အဲ့ဒီဘက်တွေကတော့ဘာလို့ဖွင့်ပြောမလဲဆိုရင်တော့ကျွန်တော်ဒါပုံဝင်နေနေမယ်ဝင်ခံပြရတယ်အဲ့ဘက်တွေကနော်ဘူးရစေဝါလည်းချီးပေါ်တီးပေါ်ပေါ်တာနော်ဘူးရစေဝါလည်းအဲ့မှာလောင်းသားဝိုင်းနေခုလိုကြားပြန်နေနေအဲ့လိုပေါ့နော်ဟို KTV တွေကတော့ OK ယုံနေအဲ့လိုမျိုးအဲ့လိုမျိုးနေအဲ့လောက်ကြတယ်ပေါ့နော်လောက်ကြတယ်ခုတလုံးလုံးကတရင်ကြားလိုက်တယ်ကျွန်တော်တို့ တက်မလို့ကာဝေးဦးကြီးချုပ်အဖမ်းနတ်သားကနော်ဦးကြီးချုပ်ကြီးကပြောလားမပြောလားတော့ကျွန်တော်လည်းမသိဘူးဘာလို့ရင်ဝဲတောက်တို့ဆိုင်ငယ်ဝဲတောက်တို့ဖမ်းမယ်ဆိုရင်ပြောချင်တာအဲ့ဒီမှာကာဝေးတောက်တွေအများကြီးပဲနော်အမန်ဒီကိုကန်တို့ဒီဝါတို့ပန်ဆိုင်ကျုပ်ပန်ဆိုင်တို့ဟိုပေါ့နော်ဟိုပြောတာကျွန်တော်ပြောချင်တာဒီဒီဝဲတောက်တွေကဘယ်ရောက်ဝင်လဲဆိုတော့ရှင်ပင်ဘယ်ရောက်တွေ့လို့ပဲပြောရမှာပဲဒီဝဲတောက်တွေကဘယ်ရောက်ဝင်လဲဆိုတော့မြောက်ဒီကနေဝင်လာတာနော်မြောက်ဒီကနေဝင်လာတယ်တာချီလေးဘက်ကနေဝင်တယ်နော်အဲ့တော့ကိုဝင်တန်းကို เนาะမနိုင်ရင်းနဲ့အဲ့ဒီလိုကိစ္စကိုထုတ်တယ်ဆိုရင် အောက်မှာလှုပ်ရှားရောဝန်ထမ်းอ่ะเนาะလှုပ်ရှားအဲ့တော့ကျွန်တော်မုန်းတယ်လူတွေကကျွန်တော်မုန်းတယ်ကျွန်တော်ကဟိုအမှန်ပြောပြတာလှုပ်မှာဆိုရင်လေပြပြသားသားနဲ့ရဲရဲရဲလှုပ်ဟိုပစံကနေအဲ့လိုပြောပြောလိုက်တာနဲ့တယ်အောက်ကလှုပ်ရှားဖို့လူကအမှန်လှုပ်ပြီအဲ့တော့ကျွန်တော်ပြောတယ်ဝန်ထမ်းနဲ့မှမကောင်းတာဟာ တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်နဲ့အခုတို့ပြင်ဦးလင်းတို့တချို့နေရာတွေမှာဆိုရင်ဒီကိစ္စတွေဇော်ဝင်းပတ်သက်တဲ့ကိုမရောက်စေနဲ့နော်ဟာအဲ့ကောင်ကတိအကုန်អော်ရာအဲ့ကောင်မရဘူးအဲ့ကောင်ငွေကြီးနဲ့သွားပေါင်လို့မရဘူးအဲ့ကောင်သူ့အတူငကူတွေကကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းကြီးမန္တလေးကနေရှမ်းမြောက်ကိုသွားနေတယ်ဟိုဘောနော်လူတွေရှိခဲ့ဘူးလေကျွန်တော်အရင်တော့အမှန်ပြောတာပါကျွန်တော်လည်းမလိမ်မလိမ်ပါဘူးကျွန်တော်တစ်လုတ်စားတာပါကျွန်တော်ကတစ်လုတ်စားရတဲ့မှာတစ်ကယ်ဒီလုတ်စားတာတစ်ကယ်ဒီဆိုတာကျွန်တော်ပြောပြမယ် ျွန်တော်တစ်တပိတ်တာတင်တစ်ဘရောက်တပိတ်တာဘရောက်နော်ဘရောက်ဆိုတာကျွန်တော်ဒီလိုက်မှာကြီးကျွနေတဲ့လူတွေနားလည်အောင်ပြောပြမယ်ဘရောက်ဆိုတာကဘရောက်ပန်းပွင့်နဲ့ဘရောက်မဟုတ်ဘူးတော့သူ့ရွက်ကလေးတွေတေးသေးလေးတွေတော်ထဲမှာပေါက်တဲ့တစ်တွေတော့အဲ့ဒီတစ်တပိတ်တာကိုကယ်ရီက၄300ရတယ်ဗမာငွေနော်ကျွန်တော်မှာကား9စီးရှိတယ်9စီးဆိုတာလင်ကရိုဇာတို့ပရာဒိုတို့နဲ့ကျွန်တော်တစ်တယ်တာနော်သွားလို့တယ်လေကျွန်တော်ကမူဆယ်လေပြည်တွင်းဝယ်တယ်တာပြည်တွင်းကကုန်တယ်ပဲ မူစင်မှာတို့ကိုတော်နေပွန့်နေရပဲတစ်ကိုတော်နေဟုတ်လားကျွန်တော်မလုပ်နဲ့သူများအတွဲကားတွေစနေပိတွေကန်တာတွေနဲ့တည်နေတာအဲ့တော့ကျွန်တော်ရဲ့ကျွမ်းကျင်ရလေမာယာကကေဒီတမကျွန်တော်တစ်တယ်တာတစ်တယ်တော့အဲ့တော့ကျွန်တော်ပြောနေတာတစ်တယ်တယ်ကျွန်တော်ကြောက်စိမ့်ကြောက်စိမ့်ကေဒီတဲ့တယ်ကြောက်စိမ့်တော့ကေဒီတဲ့တယ်မူစဲဟိုတဲ့တာကျွန်တော်ကခြေကောင်ထဲဟိုတဲ့တာမဟုတ်ဘူးနော်အဲ့တော့ဒီမှာဒီမူစဲရောက်မှာဘာလို့လို့ကျွန်တော်လည်းမဆိုင်ဘူးနော်ကျွန်တော်ရဲ့ကျွန်တော်မိသားစုနဲ့ကျွန်တော်ကရက်တီမှုအတွက်ကျွန်တော်အလုပ်လုပ်ရတာအဲ့တော့ကျွန်တော် ကျွန်တော်ကဒီခရိုဇာတွေနဲ့အဲ့လို6ပေတွေ3ပေတွေ4ပေတို့ကျွန်တော်ကတစ်တယ်အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဇော်ဖုံးဝင်းဆိုရင်လူတိုင်းသိတယ်နော်လူတိုင်းသိတယ်အဲ့ဒီကဲဒီတဲ့တဲမှာအဲ့တော့ကျွန်တော်ရဲ့ဘဝအရင်တည်းကဘာလဲဆိုတာကိုလူတွေကမသိဘူးကျွန်တော်ကလည်းအရှိတရားနဲ့အမှန်တရားကိုပြောတယ်အဲ့ဒါကိုကျွန်တော်ကလူတွေကအခုကြတော့အဲမဟုတ်တန်တရားစကားရည်နဲ့ကျွန်တော်တို့တိုက်ခိုက်လာပါဘောနော်တိုက်ခိုက်လာတော့ဟိုကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ဘူးဗျနိုင်ငံအရေးသမား အမျိုးသားရေးသမားလည်းကျွန်တော်မခံယူထားဘူးအဓိကကျွန်တော်ကဟိုအမျိုးသားရေးသမားလို့ခံယူပြီးတော့မှဟိုဟိုပေါ့နော်အောက်တန်းကြတဲ့လောက်ရက်ဒီအဲကိုရဲ့ဟိုပေါ့နော်နိုင်ငံပေါ်မှာတကယ်ချစ်တဲ့စိတ်မရှိရင်လည်းမကောင်းဘူးလေအဓိကတိုင်းကျိုးပြည်ပြည်လုပ်တယ်ဆိုတာကအဲကိုရဲ့ဘဝတွေကိုစွန့်ရဲမှလုပ်လို့ရတာလုပ်လို့ရအောင်အဲ့တော့လူတွေကအခုကျွန်တော်ကိုတိုက်ခိုက်ကြတယ်ကျွန်တော်အခုကြမှာပေါ့နော်ကိုကားစီးတယ်တို့ဒီကားစီးတယ်တို့ ဒါကျွန်တော်အတွင်းကြကြတည်တဲ့လူကြတော့သူတို့ကတည်တယ်ငကိုရီကကျွန်တော်ကားစီးတာပါနော်ကျွန်တော် link cruiser တို့ link one navigator တို့နဲ့ကျွန်တော်တစ်တဲတာပါလို့ခင်ဗျားတို့ကျွန်တော်အချိန်ချင်းပြောပြီးပြီအဲ့တော့နိုင်ငံမှာလွှဲမှားနေတဲ့အယူဝါဒကဒီကားတွေကကျွန်တော်တို့မြောက်ပြည်မှာဆိုမယမ်းကြောင်ကကြီးရှိတယ်မယမ်းကြောင်ကကြီးအဲ့ဒီဝတ်တော့ကားတွေဟာဟိုမြောက်ပြည်မှာဖလီစိတ်ကနေဝင်လာပြီးတော့မှဒီဒီမာကြီးတဲ့ပေါ့နော်ဒီဒီမာကြီးတဲ့နေရာအမှန်ပြောင်းကိုရောက်ရှိခဲ့တာအဲ့ဒါတွေကိုမထိန်းနိုင်မဲနဲ့ အဲ့အရာကိုဖမ်းမယ်စီးမယ်လို့ပြောလိုက်ပြီဆိုတော့အောက်ကအဲ့ဒါလှုပ်ရှားရောနော်လှုပ်ရှားကြတာလှုပ်ရှားကြတော့ကျွန်တော်အဲ့တော့ဝန်ထမ်းတွေကိုပြောလို့ကျွန်တော်ဝန်ထမ်းတွေကိုဆဲတယ်တဲ့အဲကျွန်တော်ဖမ်းပါတဲ့ထောင်ချပါတဲ့ခင်ဗျားတို့ပြောကြရမလိုပါဘူးကျွန်တော်ဖမ်းတယ်ဖမ်းပါလိမ့်မယ်နော်တနိုင်ငံလုံးတိပါတယ်ကျွန်တော်ခင်ဗျားတို့အနေနဲ့ခင်ဗျားတို့အလုပ်လုပ်ပါခင်ဗျားတို့ကျွန်တော်လက်တွဲခေါ်ပါတယ်ခုကျွန်တော်တိုက်ခိုက်နေတဲ့လူတွေနော် ကနေလည်းတွေ့အခုနော်အလိုကိုကြီးလိုက်ပြနေလို့ကညီလေးတို့တောင်းနေတွေ့နေလို့လား46ကညီလေးနဲ့ဟောအဲ့ဒါကျွန်တော်လိုက်တွေ့နေလို့လို့ပြောပေးပါကိုကြီးဖုန်းအတန်ဒီပါသွားမှာဆိုလို့ဟုတ်ဟုတ်ကျေးဇူးပါကိုကြီးအဲ့တော့ကျွန်တော်ကပြောနေတာကလူတိုင်းကကိုမိသားစုကိုပြန်ကြည့်ကြကျွန်တော်တို့တိုက်ခိုက်နေတဲ့လူတွေကိုမိသားစုကိုပြန်ကြည့်ကိုမိသားစုမှာရင်ကိုဘယ်လောက်ကောင်းအောင်လုပ်ပေးနိုင်လဲ နော်ခမားတို့ကဖားဖို့ရားဖို့တော့အလုပ်လုပ်တယ်ဆိုရင်တော့ခမားတို့တိုင်းပြည်ကိုချစ်ပါတယ်လို့တက်မတော်ကိုချစ်ပါတယ်လို့နိုင်ငံကိုချစ်ပါတယ်လို့မလုပ်နဲ့နော်နော်ခမားတို့ကတကယ်နိုင်ငံနဲ့လူမျိုးအတွက်လုပ်တယ်ဆိုရင်ခမားတို့ပြမှာကျုပ်လိုပဲလိုင်းပေါ်မှာတင်းမှာစစ်သားတွေကဘယ်လောက်လူလိုက်ပါပြီလို့ဘယ်ဘုံကြီးကြောင်းမှာဘယ်လိုသွားကျွေးလိုက်ပါတယ်လို့ဘယ်ငလီဘေးမှာကျမတို့ဘလောက်ဟာတည်ပြီးတော့လှူပါတယ်လို့ခမားတို့ပြောင်းပြမှာနော်ခမားတို့တော့တော့ဟန်ဆောင်ကောင်းနဲ့ လူတွေကျွန်တော်မြန်မာပြည်မှာမတွေ့ဘူးเนาะကြောတာပြောတာဇော်ပွင့်ကိုဖန်ခိုင်းတာဟိုလူကိုဆဲလို့ဒီလူကိုဆဲလို့ဘာဖြစ်လို့ညာဖြစ်လို့ ਨੇ ကျုပ်တို့ကပြည်သူတွေကအားကိုကျုပ်တို့မှာအားကိုကြရဆိုတော့ဒီတက်မတော်နဲ့အရေးတက်ဝဲဝင်နေတဲ့ဒီပြည်သူစစ်တွေเนาะဟိုကလေးတွေပဲရှိတာပြည်သူတွေမငြိမ်းချမ်းဖြစ်ရင်တော့မငြိမ်းချမ်းတဲ့နေရာတွေကိုတော့ဟိုကိုကသတင်းပေးရတဲ့နေရာမရရပြောနေတာကိုပြောရမယ်ဆဲသိင်ဆဲရမယ်ဗျเนาะတက်မတော်မှာခင်ဗျာကျုပ်တခုပြောပြမယ်တက်မတော်မှာအယောက်တရာမှာ95ယောက်ကမဆဲဘူးဆိုတဲ့လူမရှိဘူးဆဲတယ် ်နော်ခင်ဗျားတို့ကတော့ဖားဖို့ရားဖို့ ਨੇ လောက်ပဲတက်တာနိုင်ငံနဲ့လူမျိုးတို့ကြောင့်ခင်ဗျားတို့ခင်ဗျားတို့ကိုယ်တိုင်လူလာဒီခင်ဗျားတို့တစ်တော်လူဒီဟို YouTube တို့ပေါ့နော် Facebook တို့ပေါ့ခင်ဗျားဘာလို့မတင်တာလဲခင်ဗျားတို့ဝိတင်လာလားကျွန်တော်သိတယ်ခင်ဗျားတို့ရဲ့စောင့်ချင်နေကွာကျွန်တော်အဲ့တော့ကြတော့ပြောနေတာကကျွန်တော်တို့တိုက်ခိုက်နေတဲ့လူတွေကျွန်တော်နဲ့ပြင်ဦးလွင်မှာတခါတော့လာပူပေါင်းပြီးလူကြည့်ပါလားဟမ်လာပူပေါင်းပြီးလူကြည့်ပါလားရှေးတန်းရောက်နေတဲ့တက်မတော်သားတွေနော်ရှေးတန်းရောက်နေတဲ့တက်မတော်သားတွေ ဒီလိုကလေးတွေကျွန်တော်ကတူလားဒီကျွန်တော်ပြောပြီးပြီကျွန်တော်ပတ်စံတိန်50ကျော်နော်ဒီဗန်မွေးမှာရှင်းမဖြစ်တော့လေကစိတ်သားတပွဲကို9000နဲ့အမဲသားတို့ဝက်သားတို့ဆိုရင်အစားမကြီးမှာကြောက်လို့စိတ်သားတပွဲကို9000နဲ့ဘူး900ကျော်အဲတုန်းကဒီလိုမျိုးတွေလည်းကျွန်တော်မပြောသေးဘူးကျွန်တော်ရဲ့စေရင်းစေတနာနဲ့ကျွန်တော်သွားကြွေးတာလို့ကျွန်တော်တက်နေကိုလူလိုတက်နေကကျွန်တော်ဂုံလူတောင်တွေဒီမှာပေးထားတာအများကြီးလို့နော်ဂုံလူတောင်လက်မှတ်တွေအဲ့တော့တော့ကိုဘကိုလောက်လာတယ်ဗျာ လှုပ်လာတယ်လှုပ်လာရင်လည်းတိုင်းပြည်အတွက်နိုင်ငံအတွက်လူမျိုးအတွက်ကိုတတတအားနေနဲ့ဥဒေချက်ဒဲဝင်နေနဲ့ပါဝင်လာရင်ကျွန်တော်တိုက်ခိုက်တယ်ခင်ဗျားတို့ကျွန်တော်ပြောပြမယ်ခင်ဗျားတို့ကျွန်တော်တိုက်ခိုက်မယ်ဆိုတာကျွန်တော်နဲ့တခါတော့လာလူပါလာပြင်းလို့တွေမှာရှင်နေအောင်နေတဲ့တပ်မတော်သားတွေကိုခင်ဗျားတို့ကျွန်တော်တက်နေနေတော့ကျွန်တော်ပကုံးတစ်ချမ်းနှိမ့်ပေးလိုက်မယ်ခင်ဗျားတို့မြင့်သွားလဲဘာမှမဖြစ်ဘူးကျွန်တော်ဒီပကုံးတစ်ချမ်းခင်ဗျားတို့မြင့်အောင်လို့ကျွန်တော်ဒီပကုံးနဲ့ထမ်းတင်ပြီးတော့ခင်ဗျားတို့နာမည်ရရှိတော့ကျွန်တော်တိုင်းပြည်မှာကျွန်တော်လှုပ်ပေးနိုင်တဲ့အစွမ်းရှိတယ်ဘာလဲဒီလားကျွန်တော်ယနေ့ကမြစ်တာတရားလူတယောက် အမြင့်ကိုရောက်သွားပြီဆိုရင်ကျွန်တော်ကဝိုင်းထမ်းပေးမယ်လူဖေတော့မှမနာလို့မချူစိတ်ထားမယ်လူမဟုတ်ဘူးเนาะဘာလို့လဲကိုတက်မတော်သားလေးတွေဆလိတ်တော့ရမယ်ကော်ဖီတော့ရမယ်ခိုးဆွဲလေးတွေစားရမယ်เนาะဟင်းလေးတမင်းလေးတွေစားရမယ်ဆိုလို့ရှိရင်เนาะเนาะအဲ့ခင်ဗျားတို့ကျွန်တော်ကမြင့်နေပေးလိုက်မှာခင်ဗျားတို့ကအခုမားနေတယ်ဇောပုံးကြီးဟေးငါမောင်ကြီးအမတို့ခြေတန်းလူကျင်လို့လာခဲ့ပါခင်ဗျားတို့လာခဲ့ပါကျမတို့ခြေတန်းလူကျင်လို့ကျွန်တော်လူကျင်လို့ခင်ဗျားတို့မှာကြတော့ တခါလိုက်ဖျားပုံတင်လိုက်ဖျားရှိခိုးလိုက်ချစ်ဖေချစ်မေလှုပ်လိုက်ဟမ်ကျမတို့ရဲ့ဖားခင်ကြီးလို့ပြောလိုက်နော်အာပြောလိုက်ကျမတို့ကဟိုပြည်သူစစ်ထောက်ပို့တွေပါလှုပ်လိုက်နဲ့ခင်ဗျားတို့တစ်တော်တဲတွေဝင်ကြည့်တော့ခင်ဗျားအဲ့တင်တာမတွေ့ပါဘူးခင်ဗျားတို့ဘာကြီးရှောက်ပြောနေဟမ်အခြေခံစစ်တီမိသားစုဟမ်လှူတာလည်းမတွေ့ဘူးအခြေခံစစ်တီမိသားစုရောခြေတန်းရောက်နေတဲ့အရာရှိတွေရောနော်ခင်ဗျားတို့လှူတာလည်းမတွေ့ပါဘူးခင်ဗျားတို့ကအဲ့လိုလှူနိုင်ကြွားမှာခင်ဗျားတို့ကခင်ဗျားတို့ကကြုတ်ထက်ကိုပို့ဆိုးမှာနော် နော်အဲ့တော့ကျွန်တော်ကျွန်တော်တိုက်ခိုက်နေတဲ့လူတွေကျွန်တော်ခင်ဗျားတို့ကိုနာမည်နဲ့ဘာမှပြန်မပြောတော့ဘူးဘာလို့လဲဆိုတော့ခင်ဗျားတို့ရဲ့အစင်တန်းနဲ့ကျွန်တော်လုံနေတဲ့ဟာနဲ့ကလုံးဝမကိုက်နေဘူးမတူလဲမတူနော်ခင်ဗျားတို့လည်းတိုင်းပြည်ချင်းမဲ့တက်မတော်ကိုချင်းမဲ့ချစ်ပါချစ်လို့ရတာပေါ့နော်ကျွန်တော်လည်းနိုင်ငံနဲ့လူမျိုးကိုချစ်တယ်နော်တက်မတော်ကိုချစ်တယ်တက်မတော်သားတွေကိုချစ်တယ်ဒါပေမဲ့အဖွဲ့အစည်းတစ်ခုထဲမှာအရာအားလုံးကကောင်းမနေဘူးဗျနော်ခင်ဗျားတို့အဲ့လိုကောင်းမနေလို့ကျွန်တော်တို့ကဒီလိုခက်ပြက်ကြီးတဲမှာ အားလုံးပြင်လို့ရသွားအောင်လို့နော်အစိုးရကလည်းဒီကိုယ့်ရဲ့ငန်းတွေကိုလက်ပေးလက်ပြေမလို့ချင်ဘူးဆိုရင်နော်အာဂရီတွေကင်းရှင်းရှင်းနေဆိုရင်လာစာလေးတွေတိုးပေးပါကိုယ့်ရဲ့အောက်ခြေကိုပြန်ကြည့်ပြီးတော့မှဒီပတ်စံနဲ့ဒီဝင်ဝင်နဲ့အဲတို့လောက်နိုင်လားဆိုတဲ့အတွေ့မျိုးတွေတွေးပါနောက်တစ်ခုကဝိတောက်ကုလကားတွေဆိုလို့ရှိရင်ကျွန်တော်ပြောပြီးပြီလေနိုင်ငံခြားဂျပန်တွေလာတဲ့ရွှေငါးက30နဲ့မြဝတီမှာဝယ်လို့ရတယ် ဟိုရအဲ့ဒီဆိုရင်ကလမ်းစဉ်ကားလေးလမ်းစဉ်ကားလေးဖြစ်တယ်ဖြစ်ကိုပတ်စံ3600 900လောက်ဖြစ်သွားရောကဲသူများနိုင်ငံကဒီကားတစ်သီးကိုဂျပန်ကနေတင်မောင်းနဲ့တင်လာတဲ့ကားသိန်း30နဲ့ရောက်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့အစိုးရကလည်းပြည်သူလူထုကိုသိန်း200လောက်နဲ့စီးနိုင်အောင်တော့ကြိုးစားပေးရမှာပေါ့အဲ့ဒါအစိုးရမှတောင်းရင်အခုလမ်းတွေပဲကြီးကြီးအဲအေးကြောက်ပြီးနော်ဘာဒီမှမသိရှုပ်နေရပဲမျိုးဝင်ပြီးခုနေရောမျိုးထွက်ပြီးခုနေရောနော်ကဲ ခင်ဗျာမျိုးဝင်အေးစားဝတ်တို့ကျော်လာတဲ့အဲ့ဒီလမ်းလမ်းဟောင်းကနေသွားလိုက်မြန်မာနိုင်ငံဖုံးဘဝကနေပြီးဆက်သွားလိုက်နော်ထုံးဘဝကနေပြီးဟိုတပြေဝတ်တော့ခိတ်ထိအလမ်းမှာဘာရီမှမသိဘူးအဲ့နေရာနဲ့တော့ဘာရှုပ်ချက်ကတ်နေတာနော်အဲ့တော့ကျွန်တော်ဘသူတွေကဘလို့လေလိုနေနဲ့ပူပေါင်းပြီးဘလို့လှုပ်စားမယ်လဲကျွန်တော်လည်းနားမလဲဘူးကျွန်တော်တကပြောဘူးတဲ့ဒီပြင်းဦးလေးတို့ ကျွန်တော်မန္တလေးကိုတည်တည်သွားတယ်မလို့သွားတော့ပြင်းတင်းဝလွေမြို့မြို့ကြောင့်ဒီအစ္စရေးကိဟိုပြည်ကြည့်ပြားရင်းနားမှာကျွန်တော်ကတော့တောင်းအောင်နော်အဲ့တော့အေးချောက်ဝော့ကြည့်လေအေးချောက်ဝော့ကြည့်လေပြီးပြီးပြီးဒါတော့ကျွန်တော်ကကျွန်တော်တို့နောက်လိုက်တာပါမြို့ဝင်ပြီးကောင်ကိုတဲ့အာမျိုးဝင်မျိုးတည်းမဝင်ဘူးလို့မျိုးချောင်းလမ်းကသွားမှာလို့အဲ့လိုပြောလိုက်တာအာမျိုးချောင်းလမ်းကသွားလည်းမရဘူးလေမျိုးဝင်ပြီးကောင်ပေးဘူးကွာဆိုကျွန်တော်လည်းမောင်းလာကျွန်တော်အဲ့ဒါတကယ်တမ်းကြတော့ဗျာ ်ဒီလိုမျိုးပေါ့နော်မြန်မာပြည်မှာဟိုအစိုးရကိုဝေဖန်ရမယ်သုံးသပ်ရမယ်အားနဲ့တဲ့အားသာချက်တွေကိုထောက်ပြပေးနိုင်ရမယ်နော်ထောက်ပြပေးနိုင်ရမယ်အဲ့ဒါတွေကိုမလုပ်ဘဲနဲ့မပြောဘဲနဲ့အဘကောင်းပါလေတို့တမတော်ကြီးကောင်းပါလေတို့ဝန်ထမ်းတွေကောင်းပါလေတို့ဆိုရင်တော့ခင်ဗျားတို့ကျွန်တော်တို့ဒီတိုင်းပြည်ကဒီတိုင်းပဲဖြစ်နေဦးမှာပဲနော်အဲ့တော့ခင်ဗျားတို့လည်းဖားကြပါကျုပ်ကတော့မဖားနိုင်ဘူးခင်ဗျားတို့ဘာလို့ကျွန်တော် နော်ဘလောက်တိုက်ခိုက်ပြီးတော့ဖန်ခိုင်ခိုင်ထောင်းချခိုင်ခိုင်လူကြီးတွေသိတယ်နော်လူကြီးတွေသိတယ်ကျွန်တော်နဲ့စာကျင်ဘက်ကလူတွေလည်းသိတယ်လို့ဒီကျွန်တော်နဲ့အခွင့်အရေးလူတွေလည်းသိတယ်နော်ကျွန်တော်ရိုင်းရိုင်းနေမယ်မှန်ပါတယ်ခင်ဗျားတို့ပြောတယ်ကျွန်တော်ရိုင်းပါတယ်ပဲထားပါနော်ဒါပေမဲ့လူဆိုတာကကျွန်တော်ရိုင်းတာကျွန်တော်နိုင်တယ်ကျွန်တော်လူမျိုးနဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးကိုချစ်လို့ဗျနော်ဒါပေမဲ့ချစ်လို့ရိုင်းနေဆိုတိုင်းကျွန်တော်ကတဏီကုံတပတ်လုံးထိုင်ဆဲနေတာမဟုတ်ဘူး ခင်ဗျားတို့ကကျုပ် Facebook မှာ9နိုင်45မှာ లై လွင်နေရနော်အခုကိုကြီးကိုမိုးစိတ်တို့နော်ဟိုမှာကိုတရိုးစောတို့ကိုစောပါထူးတို့တေဝါတဲ့ကိုကော်ပရာတို့နော်ဟိုဟာဖြစ်တဲ့ကိုမင်းမင်းအခုတေဝါဆုံးမတဲ့လေမင်းပြက်လာတဲ့ကိုမင်းမင်းတို့နော်နောက်တစ်ခုအမျိုးသမီးတွေရောပဲအများကြီးကျွန်တော် లై က Facebook မှာ9နိုင်45မှာ లై ပုံမှန်လွှင့်ခဲ့တာနော်ပုံမှန်လွှင့်မဲ့ပဲတိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရမယ်တချို့သောအရာတွေကိုကျွန်တော်မြင်တယ်လို့ကျွန်တော်တွေးတယ်လို့ကျွန်တော်ကပြောခဲ့တယ်ခေါင်းဗျာ ခင်ဗျားတို့ကခင်ဗျားတို့အကြောင်းလေးဆိုကျွန်တော်တခါမှမပြောဘူးနော်ခင်ဗျားတို့ကခင်ဗျားတို့နိုင်ငံတော်ပဲဆဲဆဲလူကြီးတွေပဲဆဲတယ်အကျုံနဲ့လည်းမဆိုင်ဘူးအဲခင်ဗျားတို့ဆဲတာခင်ဗျားတို့ကိစ္စခင်ဗျားတို့ဆဲလို့ခင်ဗျားမားတယ်ဆိုရင်ခင်ဗျားတို့လူကြီးတွေအေးအေးယူမကြုတ်ပြောရလည်းမလို့နော်ကျုပ်တို့ရဲ့လောကထဲမှာရှိတယ်လို့အမျိုးသားရေးသမားတွေကျွန်တော်ပြောတိုင်းမှာကျွန်တော်အမျိုးသားရေးသမားဘယ်သူ့ကိုတိုက်ခိုက်ဘူးလဲလို့ကဲနော်နိုင်ငံချစ်တဲ့အိမ်ပြည်ချစ်တဲ့လူကိုကျွန်တော်ဘယ်သူ့ကိုတိုက်ခိုက်ဘူးလဲခင်ဗျားတို့ကခင်ဗျားတို့ပြောလေပြောကြရပြောကျွန်တော်လည်းမဆိုင်နော်ကျွန်တော်အမြဲတမ်းပြောတယ် မစနိုက်ပါစုလို့သူနောက်မှတက်လာတာတော်လိုက်တာပုတုမဆို29နှစ်ပဲရှိသေးတယ်တော်လိုက်တာဒသိန်ဦးဆို25နှစ်ပဲရှိသေးတယ်တော်လိုက်တာကိုကျော်မျိုးမီကိုကျော်စိုးဦးလို့တရင်သမားကောင်းတွေစနိုက်ပါစုလို့တရင်သမားကောင်းတွေတော်လိုက်တာရွှေရည်တီးရဲ့အကိုလားမောင်လားမသိတော်လိုက်တာကလေးတွေကျွန်တော်တို့ကလူတယောက်ကိုတကယ်တော်ရင်တကယ်ထမ်းနေပေးမှာမနာလို့မရှိသေးမဖြစ်ဘူးအခုတော့ကျွန်တော်တို့ဒီဘက်ကတက်မတော်ကိုချစ်ပါတယ်ဖာဒီဟင်ကိုချစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ကိုပဲဝိုင်းတိုက်ခိုက်နေတာနော်အဲ့တော့